အောင်မြင်ဖြစ်တဲ့ဗတ်တဲ့အတင်းနဲ့ပြန်လည်ပေါင်းစည်းပွဲရှိနေတဲ့အန်တိုနီမန်ချက်တာယူနိုက်တက်အတင်းရဲ့ဘရာဇီးတောင်ပိုင်းဆောင်းပါအန်တိုနီကတော့ပြီးခဲ့တဲ့ရာသီကရာသီဝက်အငှားသွားကစားခဲ့တဲ့ဗတ်တဲ့အတင်းနဲ့ပြန်လည်ပေါင်းစည်းပွဲရှိနေကြတာဖြစ်ပါရင်ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီရဲ့ပထမရာသီဝက်မှာမန်ယူအတင်းနဲ့အတူရုန်းကန်ခဲ့ရတဲ့အန်တိုနီအောင်ကျွန်တော်ကလည်းအပြောင်းရွှေ့ကာလမှာတော့မန်ယူအတင်းကလည်းစပိန်ကလပ်ဗတ်တဲ့အတင်းစီအငှားသွားကစားခဲ့ပြီးပြောင်းဆုံးရတဲ့ခြေစွမ်းကောင်းတွေကိုပြန်လည်ရှာဖွေနိုင်ခဲ့တယ်လို့ဗတ်တဲ့အတင်းပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုရရှိခဲ့သူဖြစ်ပါရင် အန္တရာယ်အတွက်တော့ဗတ်တင်အသင်းစီတောက်ကစားခဲ့ရတာဟာနိုင်ငံကန်နဲ့ကိုထိုးကျသွားခဲ့တယ်လို့ဖြစ်သွားခဲ့ပြီးခြေစွမ်းကောင်းနေပြတာကကွန်ပရနီဖိုင်နယ်ရောက်အောင်ပို့ဆောင်ပေးနိုင်ခဲ့ပါရင်အန္တရာယ်အမေရိကန်အသင်းကိုရောက်ခရင်ကအဆင်ပြေမှုတွေနဲ့တောက်လျှောက်ဆိုလို့ရင်ဆိုင်ကြုံတွေ့ထားခဲ့ရသူဖြစ်ပြီးခြေစွမ်းကောင်းနေနဲ့ပြသနိုင်ခြင်းမရှိတယ်လို့ယုံကြည်မှုတွေပါပြောဆိုနေခဲ့တာပါအဲဒီတန်လက်ထက်မှလည်းခြေစွမ်းပြဖို့ယုံကြည်ခဲ့ရတဲ့အန္တရာယ်အမေရိကန်လက်ထက်မှလည်းစွမ်းဆောင်ရည်ကောင်းနေပြသနိုင်ခြင်းမရှိပဲအငှားထွက်ကစားရသည့်အချိန်ရင်ဆိုင်သွားခဲ့ရတာဖြစ်ပါရင် မန်ယွန်အသင်းဟာအန်တိုနီကိုရောင်းချသွားဖို့လည်းပြင်ဆင်ခဲ့ကြတာဖြစ်ပြီးကစားမတဲ့မန်ယွန်အသင်းမှာပြသထားတဲ့စွမ်းဆောင်ရည်ဟာဘသူမှအရေးစွန်ကမခေါ်ကျင်ခဲ့ကြတဲ့အတွက်အငှားကစားသမားဖြစ်တော့ထွက်ပြေးတော့ကစားခဲ့ရတာပါအဲ့လိုအငှားထွက်ကစားခဲ့တဲ့အခါမှာတော့ထင်မှတ်ထားတဲ့စွမ်းဆောင်ရည်ကိုပြသခဲ့ပြီးဘတ်တင်အသင်းရဲ့အကောင်းဆုံးသားမဖြစ်နေပါအန်တိုနီယာသတ်မှတ်ခြင်းခံခဲ့ရပါတယ်အခုခါမှာတော့ဘတ်တင်အသင်းဟာသူတို့အသင်းအတွက်စွမ်းဆောင်ရည်ကောင်းတွေပြသခဲ့တဲ့အန်တိုနီကိုသူတို့အသင်းစီပြန်လည်ခေါ်ယူဖို့အစီအစဉ်နေခဲ့ပြီဖြစ်ပါတယ်အန်တိုနီယာအစောပိုင်းကတည်းကဘတ်တင်နဲ့လမ်းခွဲမှာဖြစ်ကြောင်းပရိသတ်တွေကတီးပြူထားသလို ်ဗက်တစ်ကလည်းအန်တိုနီကိုဆက်လက်အငားခေါ်ယူဖို့မတက်ဆွမ်းနိုင်သေးကြောင်းသတင်းများအရသိရပါတယ်ဒါပေမဲ့လက်ရှိထွက်ပေါ်လာတဲ့သတင်းများအရဗက်တစ်အသင်းကအန်တိုနီကိုနောက်ထပ်တရားသည့်ထပ်မံအသုံးပြုလိုနေတာကြောင့်ဘန်ယုံအသင်းထံပြန်လည်ချင်းကပ်မှုတွေပြုလုပ်လာခဲ့တာပါဗက်တစ်ဟာအန်တိုနီကိုအစောပိုင်းကတည်းကပေါင်တန်းဆန်၅တန်းနဲ့အပိတက်ခေါ်ယူခွင့်ရထားတဲ့အသင်းဖြစ်ပြီးကစားမကိုရိုင်းကလည်း26ဝယ်ကစားသွင်းကို6ကိုအထိသွင်းယူနိုင်ခဲ့တဲ့အသင်းအသစ်မှာဆက်လက်ကစားပေးဖို့အတွက်ဆန္ဒရှိနေကြတာဖြစ်ပါတယ် ဘလောင်းကစားနေပတ်သက်တဲ့သတင်းတွေကိုအကောင်းဆုံးတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ page ကိုလည်း like and follow လုပ်ပေးခဲ့ကြဖို့ဖိတ်ခေါ်လိုက်ပါရစေ။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ။